အဲ့တော့တမိတမိတမိမိထတာလေးကဒီအဖြေကဓာတ်သမနဲ့ပဲပြရတယ်ပေါ့နော်အပိုင်းကိန်းနဲ့မပြဘူးဆိုပြီးတော့မိထတာလေးအဲ့တော့အပိုင်းကိန်းနဲ့မပြဘူးဆိုတော့အပိုင်းကိန်းနဲ့ကိုကလိုချင်တယ်ဓာတ်သမနဲ့ပြန်ပြောင်းချင်လဲရတယ်နှမျိုးစလုံးပေါ့နော်ဘယ်နည်းဘလိုပဲဖြစ်ဖြစ်ပြောင်းလို့ရတဲ့နည်းလေးရှိပါတယ်အဲ့ဒါလေးကဆရာမတို့ကဒီ S2D လေးကိုချိန်ပြီးတော့တုံးပြီးတော့ပြောင်းလိုက်ရင်လည်းရတယ်ဒါမှမဟုတ်တခါတည်းအစတည်းကအပိုင်းကိန်းလိုချင်တာအဲ့ဒါဆိုရင် ship mode ပေါ့နော် ship နဲ့ဒီမုံနဲ့တွဲနှိပ်လိုက်မယ်ပေါ့နော် ship နဲ့မုံနဲ့တွဲနှိပ်လိုက်လို့ရှိရင်ဒီအပေါ်မှာသူက mutton line 2က line mat i0 line i0 ဆိုပြီးတော့1 2နှစ်ခုပေါ်တယ်ပေါ့နော်အဲ့မှာဆရာမ1ကိုရွေးလိုက်မယ်ဆိုရင်သူက reset format ကဘာလဲပေါ့ mat 0လား line 0လားပေါ့ဆရာမ1ရွေးမယ်နော် mat ပဲရွေးမယ်အဲ့ဒါဆိုရင်ဆရာမဒီမှာဒီနားလေးမှာ mat h mat ဆိုတာလေးပေါ်လာတယ် เนาะဒီလိုလေးပေါ်လာတယ်ပြီးရင်ဆက်မနှိပ်ပြမယ်เนาะ89ကို3နဲ့ divide လုပ်မယ်ဒါဆိုရင်အဖြေကတခါတည်းတန်းပြီးတော့အပိုင်းကိန်းလေးပေးတယ်တသက်မှမဟုတ်အပိုင်းကိန်းလေးပေးတယ်ဒါလေးကို သမီးကတသက်မှနဲ့လိုချင်ဘယ်လိုချင်းလိုက်မလဲ s2d နဲ့ပြောင်းလိုက်မယ်ဒါဆိုတသက်မှရသွားပြီပြန်ပြီးအပိုင်းနဲ့ပြန်ပြောမယ်ဆိုရင်ဒီလိုလေးပြောင်းမယ်ပေါ့အဲဒါမျိုးလေးเนาะအဲ့ဒါတစ်ခုအဲ့ဒါဆုံးမဆရာမပြောလိုက်တင်ထားเนาะအဲ့တော့ shape မောနောက်တစ်ခုဝင်မယ်ဆရာမကနံပါတ်1ကိုပဲနှိပ်တယ်เนาะ reset format ကို2နဲ့ဆရာမထားခြင်းတယ် line 0နဲ့ထားခြင်းတယ်ဒါဆိုလဲ तू อ่ะဒီမှာ mat ကပေါ်တာပဲเนาะအဲ format က mat ဒီညာလေးမှာပေါ်ရှိနေတာပဲအဲ့ဒါဆရာမဆွမ်းနာတိုင်းနှိပ်မယ်89ကိုစားမယ်3နဲ့ဒီကွဲဒသမနဲ့ပြရတယ်အဲ59ကို3နဲ့ဒီခါစားလိုက်တာအဲ့ဒီခါကျတော့ तू อ่ะဘာနဲ့ပြလဲဆိုဒသမနဲ့ပြရတယ်ဆရာမကဘာလို့လဲဆိုရင် format ကိုဒသမနဲ့ပြအောင်ရွေးထားလို့ line zero ကိုရွေးထားလို့အဲ့တော့အဲ့ဒါလေးကိုအပိုင်းကိန်းလိုချင်ကြတော့ဒီ S2D ကိုနှဲ့ရအောင်အဲ့တော့သမီးကအဲ့ဒီ line zero ကိုရွေးထားမိမိထားရင်သမီးရဲ့ reset ဒီဆက်ဆက်ချင်းပေးမှဒီဓာတ်သမားတွေနေပဲပေးမှာ mat zero ကိုပေးရွေးထားမှသာလင်အပိုင်းကိန်းနေပေးမှာနော်အဲ့ဒါတစ်ချက်ပေါ့နော်ပြီးရင်ဆာမနာတစ်ခုပြပြအောင်မယ် shape mode ပုံနှိပ်လိုက်လို့ရှိရင်ဒီမှာဆက်နာရှက်မှာ1ကိုပဲရွေးပြီးတွက်ပြသွားတာ เนาะအခု2ကိုရွေးပြီးတွက်ပြမယ် line i0 ကိုတွက်ပြမယ်เนาะအဲ့တော့2ကိုရွေးလိုက်တဲ့အခါမှာဒီမှာကြည့်လိုက်ဒီ MADS map ကပေါ်ကိုမပေါ်တော့ဘူးဒီ calculator မှာပေါ်နေရသည် d တခုပဲပေါ်တော့တယ်အဲအဲ့ဒါဆိုရင်ဆီမှာနှိပ်ကြည့်မယ်เนาะ89 divided by 3 equal အဖြေကဒီမှာဒသမနဲ့ပုံမှန်အတိုင်းပေးတယ်ပြီးရင်နောက်သူကအပိုင်းကိန်းလေးကိုဒီလိုလေးပေးတယ်အပိုင်းကိန်းအပိုင်းကိန်းလေးကိုဒါမျိုးလေးပေးတယ်ပေါ့เนาะ လိုပုံစံလေးပေးတယ်အပိုင်းကိန်းကိုဘိုင်းနဲ့မပေးဘဲနဲ့ဒီလိုမျိုးဒီလိုပုံစံလေးနဲ့ပေးရနော်ဒီမှာပေးတဲ့ပုံစံလေးကမတူဘူးပေါ့နော်အဲအဲ့လိုလေးပေးတယ်ဒါဆိုရင်ရမယ်နဲ့တူတယ်နော်